အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဘာပေါ်ကသမုဒ္ဒရာတွေထဲမှာရေကလန်ပေါင်း350ခွင့်တီလီယံလောက်ရှိနေပြီဒါဟာတကယ်ကိုမယုံနိုင်လောက်အောင်များပြားတဲ့ပမာဏတစ်ခုပါကျွန်တော်တို့ကသမုဒ္ဒရာတွေကိုပုံတပုံနဲ့ရေခတ်လိုက်တဲ့အခါရည်တွေပဲပါလာရင်တော့အဲ့ဒီရေလိုင်းတွေအောက်မှာဖုံးကွယ်နေတဲ့ရှင်သန်ကြီးထွားနေတဲ့ခေယားစနစ်တွေမရှိဘူးလို့ပြောလို့မရပါဘူ ဒါဟာအဆုံးစားမရှိကြေပြောလာတဲ့စကြာဝဠာကြီးထဲမှာတည်ရှိနေတဲ့အတိုင်းစားမဲ့အံ့ဩပွဲရာတွေကိုတတိပင်းနေတယ်လို့ပါပဲစကြာဝဠာရဲ့ကြီးကျယ်ခမ်းနားတဲ့အတိုင်းဒါနဲ့နှိုင်းရှင်ရင်ကျွန်တော်တို့ရဲ့စူးစမ်းရှာဖွေမှုတွေဟာအလွန်သိငယ်တဲ့အစားအနာလေးတစ်ခုသာဖြစ်ပေမဲ့ဒီလောက်လေးနဲ့တင်သက်ရှိတွေရှင်သန်နိုင်ပွဲရှိတဲ့ exoplanet လို့ခေါ်တဲ့နေဖွဲ့စည်းအပြင်ပါကအချို့ဒါဇင်ပေါင်းများစွာကိုဖော်ထုတ်တွေ့ရှိထားပြီးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကမျှော်လင့်ချက်အရှိဆုံး ကပ်လာကဘာတွေရဲ့လောက်ဆန်းကျင်မှုတွေတဲကိုအတူတူခီးနေကြမှာဖြစ်ပြီးလုံးဝခြားနာတဲ့ဂျိုသားကဘာတွေပေါ်ကတက်ရှိတွေအကြောင်းကိုစိတ်ကူးပုံဖော်ကြည့်ကြမှာပါတက်ရှိတွေရှင်သန်နေထိုင်နိုင်တဲ့ဂျိုးတွေကိုရှာဖွေတဲ့အခါသိပ္ပံပညာရှင်တွေက အမွာကဘာလို့တင်စားခေါ်ဝေါ်တဲ့ကျွန်တော်တို့ကဘာနဲ့အနီးဆက်ဆုံးတူတဲ့ဂျိုးတွေကိုရှာဖွေကြပါတယ်အမွာကဘာတစ်လုံးရဲ့လက္ခဏာရက်တွေကတော့ကဘာနဲ့ရွယ်စားတူညီဖို့လိုအပ်ပြီးအဲ့လိုဖြစ်မှကြောက်ဆောင်ထူတတ်တဲ့မျက်နှာပြင်ရှိနိုင်ခြေပုံများစေမှာပါ ဒါအပြင်အဲ့ဒီဂျိုဟာကျွန်တော်တို့နေရဲ့အရွယ်စားနဲ့ဖြာထွက်စွမ်းရည်ပမာဏတူညီတဲ့ကျယ်တလုံးကိုလှည့်ပတ် နေဖို့လည်းရည်ကြီးသလို Goldie Lock Zone လို့ခေါ်တဲ့အနေတော်ဆုံးဒါမှမဟုတ်တက်ရှိရှင်သန်နိုင်တဲ့ဇုံအတွင်းမှာအကောင်းဆုံးကွာဝေးတစ်ခုကနေလှည့်ပတ်နေဖို့လည်းလိုပါတယ် Kepler 452b ဟာနေနဲ့တူတဲ့ကျယ်တလုံးကိုလှည့်ပတ်နေကကဘာနဲ့တူတဲ့ပထမဆုံးဂျိုတလုံးဖြစ်ပြီးသူဟာတက်ရှိတွေနေထိုင်နိုင်တဲ့ကဘာတစ်ခုအဖြစ်ပြီးပြည့်စုံတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်နိုင်ပါတယ် 2015ခုနှစ်တုန်းကသိပ္ပံပညာရှင်တွေဟာသူ့ကိုကဘာနဲ့အတူဆုံးတွေ့ရှိခဲ့ဘူးသမျှကျိုးအဖြစ်သတ်မှတ်ခဲ့ကြပြီးအဲ့လိုသတ်မှတ်ရတဲ့အကြောင်းရင်းလည်းရှိပါတယ်ကျွန်တော်တို့ရဲ့နေလိုပဲ Kepler 452ဟာလည်းအပူချိန်တူညီတဲ့ G type ကျဲတလုံးဖြစ်ပေမဲ့နှစ်ပေါင်း3.5ဘီလီယံပိုပြီးတန်းရင်ပါတယ်ဒီကျဲဟာနေထပ်ပိုတောက်ပါပြီးအချင်းအဖြစ်လည်းအနှဲငယ်ပိုကြီးပေမဲ့ဒီဂျိုးဘော်ကိုကြားရောက်တဲ့နေစွမ်းရင်ဟာကဘာကရရှိရတဲ့တစ်ဆယ်ရာခိုင်နှုန်းပဲပိုများပါတယ် ျွန်တော်တို့ကဘာထက်တက်သမ6ဆပိုကြီးတာကြောင့်ဒီ super art ဟာကြောက်ဆောင်ကဘာတစ်ခုဖြုတ်ဖို့90ရာခိုင်နှုန်းထက်ပိုတဲ့အခွင့်အရေးရှိပါတယ်။ဂျိုးနှစ်ခုရဲ့ပလန်တွေတောင်ဆင်တူနေပါသေးတယ်။ Kepler 452b ဟာသူ့ကျယ်ရဲ့တက်ရှိရှင်သန်နိုင်တဲ့ဇုံထဲမှာတည်ရှိပြီးကဘာနဲ့နေရဲ့အကွာအဝေးထက်900ခိုင်နှုန်းလောက်ပိုဝေးပါတယ်။သိပ္ပံပညာရှင်တွေယုံကြည်တာကတော့ဒီဂျိုးဟာကဘာထက်တက်ရှိရီဖြစ်ပေါ်တိုးတက်ဖို့အတွက်အဖိုးတန်တဲ့အချိန်တွေအများကြီးရရှိခဲ့ရတယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့သူဟာသူ့ကျယ်ရဲ့တက်ရှိရှင်သန်နိုင်တဲ့ဇုံထဲမှာနှစ်ပေါင်း6ဘီလီယံကျအောင်ရှိနေခဲ့လို့ပါဒါပေမဲ့ဒီအချက်တွေမှန်ကန်ဖို့ကတော့ကပ်လာ 452B မှာတက်ရှိတွေစတင်ပေါ်ပေါက်လာဖို့အတွက်မှန်ကန်တဲ့အခြေအနေအားလုံးအစကတည်းကရှိနေခဲ့မှဖြစ်မှာပါဒါပေမဲ့မကြသေးခင်ကပဲကျွန်တော်တို့တွေးရှိခဲ့တာကကပ်လာဟာဒီအခြေအနေတွေတချို့နဲ့ใกล้ညီနေတယ်ဆိုတာပါပဲ လေးလာမှုတစ်ခုအရဒီဂျိုရဲ့လေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာကဘာပေါ်ကလေထုထဲကဓာတ်ငွေ့ပမာဏနဲ့ဆင်တူမယ်ဆိုရင်ဒီဂျိုဟာနေထိုင်လို့ရတဲ့ဂျိုတလုံးဖြစ်လာမှာပါ။ဒါဆိုဒီဂျိုသားကဘာပေါ်မှာနေထိုင်ရတာဘလို့ဖြစ်မလဲ။ဒီဂျိုကကဘာထက်ပိုပြီးဒူးတယ်ကြီးတာကြောင့်မျက်နှာပြင်ပေါ်ကစွန့်ရင်အားလဲပိုပြင်းထန်မှသိကြပါရတယ်။ပတ်ဝန်းကျင်အသက်မှာလူတွေဟာသူတို့ရဲ့ပြောင်းလဲသွားတဲ့ကိုယ်အလေးချိန်နဲ့လာရုံးညီထွေဖြစ်အောင်နေထိုင်ရမှာဖြစ်ပြီးတော့ ျွန်တော်တို့ကဘာပေါ်မှာထက်နှစ်ဆလောက်ပိုလေးနေတယ်လို့ခံစားရမှာပါအစာပိုင်းမှာတော့လူတွေဟာလှုပ်ရှားသွားလာရခက်ခဲကြပါမယ်အချိန်ကြာလာတာနဲ့အမျှကျွန်တော်တို့ဟာလက်ရောညီထွေဖြစ်အောင်ပြောင်းလဲလာမှာဖြစ်ပြီးတဘာဝအတိုင်းစင်ကဲပြောင်းလဲမှုဖြစ်စဉ်တွေအတွက်လိုင်းခင်းပေးတယ်လို့ဖြစ်သွားမှာပါ NASA ရဲ့အာကာသယာဉ်မူဟောင်းတယောက်ယုံကြည်ထားတာကတော့အလေးချိန်များတဲ့ပစ္စည်းကိုတည်ပိုးရတဲ့မိသားသမားတွေလိုပဲ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေဟာပတ်ဝန်းကျင်အသက်နဲ့လယောညီတွေဖြစ်အောင် ပြောင်းလဲလာပြီးတဖြည်းဖြည်းပုံနေထိုင်လာနိုင်လိမ့်မယ်လို့ဆိုပါတယ်။ကိုယ်လက်လှူရှာမှုတွေပိုလုံးဆောင်လာတာနဲ့အမျှကျွန်တော်တို့ကိုမြေကြီးစီဆွဲချနေတဲ့အပြင်းနဲ့စွမ်းငင်အားကိုတံပြန်မှုကျွန်တော်တို့ရဲ့အယိုးတွေဟာပိုပြီးကြက်ခံဖွံ့ဖြိုးလာပါလိမ့်မယ်။မျိုးဆက်တွေပြောင်းလဲလာတာနဲ့အမျှကလေးတွေဟာကျွန်တော်တို့အခုလက်ရှိကမ္ဘာပေါ်မှာမွေးတဲ့ကလေးတွေထက်မွေးရပါပုံမှန်တန်မှာကြက်ခိုင်တဲ့ခန္ဓာကိုယ်တွေနဲ့မွေးဖွားလာကြမှာပါ။ဒါပေမဲ့ အရာအလုံးကတော့မတူခြားနားနေမှာမဟုတ်ပါဘူး။ကျင်းနဲ့လက်ရှိအကွာအဝေးကြောင့်နေအောင်ကြီးနဲ့မျက်နှာပြင်အပူချင်းရ Kepler 452b ဟာအိမ်မှာနေရတယ်လို့ခံလာချက်မျိုးကိုပေးစွမ်းနိုင်မှာပါ။အပင်တွေကလည်းစွမ်းရံအတွက်အလင်းမီစုဖွဲ့ခြင်း Photosynthesis ကိုပဲအဓိကအားထားရမှာဖြစ်ပြီးကမ္ဘာပေါ်မှာတွေ့ရတဲ့ကြီးထွားနှုန်းနဲ့အားကောင်းမှုအတိုင်းဆက်လက်ရှိနေမှာပါ။သိပ္ပံပညာရှင်တွေကဒီဂျိုမှာထူထပ်တဲ့လေတုမျက်နှာပြင်ပေါ်မှာရေနဲ့လှုပ်ရှားနေတဲ့မီးတောင်တွေရှိနိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ် ခမှန်းချက်အများစုသာမှန်ကန်ခဲ့မယ်ဆိုရင် Kepler 452b ဟာအ2.0အတွက်အလွန်မျောလင်းချက်ကောင်းတဲ့ကိုယ်စားလှယ်လောင်းတစ်ယောက်ပါပဲဒါပေမဲ့ဒီအချိန်နေကကြာရှည်တည်တတ်နေမှာတော့မဟုတ်ပါဘူးသူ့တည်တည်တွေကဒီဂျိုဟာနောက်နှစ်ပေါင်း3900အတွင်းမှာထိမနိုင်သိမ့်မရဖြစ်သွားတဲ့ဖန်လွန်ရင်အာနိသင်ကိုကြုံတွေ့ရနိုင်တယ်လို့တွက်ဆထားကြပါတယ်ဒီဖြစ်စဉ်ဟာ Venus ဂျိုကိုပူပြင်းလောင်မြိုက်နေတဲ့ကမ္ဘာတစ်ခုဖြစ်အောင်ပြောင်းလဲခဲ့တဲ့ဖြစ်စဉ်မျိုးပါပဲ ကာဗွန်နိုင်အောက်ဆိုက်ပမာဏအများပြားကိုဂျိုရဲ့လေထုထဲမှာပိတ်မိစေပြီးကမ္ဘာလေထုထက်အဆ90ပိုထူထဲသွားစေခဲ့တာပါဒါပေမဲ့ဒါကနှစ်တန်းပေါင်း900ကျော်အောင်မှဖြစ်လို့လူသားမျိုးနွယ်ကကိုလိုနီနယ်မြေတစ်ထူထောင်ပြီးဇာတိမြေတစ်ခုအဖြစ်ခေါ်ဝေါ်ဖို့အချိန်လုံလောက်ရှိပါသေးတယ်ကပ်ပလာ 452B ဟာဆင့်လူရှားစရာကောင်းပေမဲ့ညှို့လင်းချက်ရှိတဲ့တစ်ခုတည်းသောကပ်ပလာကဘာတော့မဟုတ်ပါဘူးပြီးတော့သူကအရန်လဲအလန်းဝဲလုံးပါတယ်အလင်းတော်မှာဒီဂျိုစီရောက်ဖို့ နှစ်ပေါင်း1800ကျားမှာပါဒါပေမဲ့ကျွန်တော်တို့ကလူသားတွေဖန်ပြီးခဲ့သမျှတဲ့မှာအမြန်ဆုံးအာဃာတရင်နဲ့သွားမယ်ဆိုရင်ရောကျွန်တော်တို့ရဲ့နေနဲ့ပုံနေကြလာတာနဲ့အမျှသူ့ရဲ့အမြန်နှုံးစံချိန်ကိုချိုးဖြတ်နေတဲ့ပါကာဆိုလာပရော့ဖ်ဟာတစ်စက္ကန့်ကို120မိုင်နှုန်းနဲ့ပြန်တန်းနေပါတယ်ဒါဟာတကယ့်ကိုအမခန်းအောင်မြင်မှုတစ်ခုဖြစ်ပေမဲ့အလင်းအမြန်နှုံးရဲ့3.63ရာခိုင်နှုန်းသာရှိပါသေးတယ် ကဘာကနေကပလာ 452BC ဒိုင်ရိုက်ခီးနေမယ်လို့စိတ်ကူးကြည့်မယ်ဆိုရင်တော့ဒီရင်ဟာအလင်းနဲ့1800အကွာဝေးကို ဖြတ်တန်းသွားဖို့အတွက်နှစ်ပေါင်း2သသမ8တန်းအချိန်ယူရမှာပါကဘာကနေအလင်းနဲ့900အကွာ Cygnus ဂျေဇူတန်းနဲ့မှာကပလာ 186S လို့ခေါ်တဲ့ Rudraft လုံးတရှိပါတယ်ဒီနေရာမှာပဲသိပ္ပံပညာရှင်တွေဟာတက်ရှိရှင်သန်နိုင်တဲ့ဇုံတွေကအဝေးကကျဲတလုံးကိုပတ်နေတဲ့ ကဘာနဲ့ရွယ်စားတူပထမဆုံးအီဇိုပလန်နက်ကိုရှာဖွေတွေ့ရှိခဲ့တာပါအဲ့ဒီချိန်ကလေးကနခတ္တဗေဒပညာရှင်တွေဟာစကြာဝဠာထဲမှာကဘာနဲ့ချင်းတူညီတဲ့ကဘာတွေအများပြားရှိတယ်ဆိုတာကိုယုံကြည်စိတ်ချလာခဲ့ကြပြီအဲ့ဒီဂျိုးတွေမှာရေအရည်အဖြစ်တရှိစေနိုင်မဲ့အခြေအနေတွေရှိနိုင်မလားလို့တွေးဆလာခဲ့ကြပါတယ်ကပ်လာ 186F ဟာကျွန်တော်တို့ကဘာရဲ့အရွယ်အစားတက်တစ်ဆယ်ရာခိုင်နှုန်းအောက်တာပိုကြီးပါတယ် ရပ်ပေါင်း130ပတ်လန်းကာလာနဲ့အတူဒီဂျိုသားကဘာဟာတရှိရှင်သန်နိုင်တဲ့ဇုံရဲ့အပြင်ဘက်ဆွမ်းနားမှာတည်ရှိနေပါတယ်။ဒီအတွက်ကြောင့်ကပ်ပလာ 18F ဟာကဘာကနေစီကရတဲ့အပူစွမ်းရည်ရဲ့၃ပုံ၃ပုံလောက်ပဲရရှိပြီးသူ့ရဲ့အခြေအနေတွေဟာမားဇုံနဲ့ပိုပြီးတူညီနေပါတယ်။ဒါပေမဲ့ဒါဟာကန့်ဆုံးမှုတစ်ခုမဟုတ်ပဲထူးခြားတဲ့အားသာချက်တစ်ခုကိုပေးစွမ်းပါတယ်။ Red Draft တွေဟာအပြင်းနဲ့နေမုန်တိုင်းနေရှိကြလို့လူသိများပြီး ်မိနစ်ပိုင်းအတွင်းသူတို့ရဲ့အလင်းရောင်ဟာနှစ်ဆတိုးသွားနိုင်ပါတယ်။ဒါပေမဲ့ကပ်ပလာ 186F ကတော့နေထပ်ပုံငယ်ပူပေါပူ AB အလင်းရောင်လည်းအကောင်ရှိပါဘူး။ဒါကြောင့် DM တိုက်ကြဲမှာ မကြခဏတယောက်ကြီးပေါက်ကွဲမှုတွေ ဖြစ်ရင်တောင်ဒီဂျိုဟာအသက်အန္တရာယ်ဖြစ်စေတဲ့အကျိုးဆက်တွေကိုရှောင်ရှားနိုင်လောက်အောင်အလံဝေးနိုင်ပါရဲ့ကပ်ပလာ 186F ပေါ်မှာရေအရည်နဲ့တက်ရှိတွေရှိနိုင်ခြင်းဟာဂျိုကသူ့ရဲ့ကြယ်နဲ့အကွာဝေးပေါ်မှာပဲမူတည်နေတာမဟုတ်ပဲ သူ့ရဲ့လေရူးအခြေအနေပေါ်မှာလည်းမူတည်ပါတယ်။ဒီဂျူရဲ့လက်ရှိတည်နေရာအရမင်းနဲ့ပြင်ပေါ်မှာရေခဲနေနိုင်တယ်လို့ညွှန်ပြနေပါတယ်။ဒါပေမဲ့သူ့ရဲ့ပိုကြီးတဲ့အရွယ်စားကြောင့်ကဘာထက်ပိုပြီးထုထဲတဲ့လေရူးတစ်ခုကိုပိုင်းဆိုင်နိုင်ပြီးအဲ့ဒီလေရူးကအပူကိုထိမ့်သိမ့်ဖြန့်ပြူးပေးကရေတွေကိုအနှွေးထက်ပေးနိုင်တဲ့အလားအလာရှိပါတယ်။သူ့ရဲ့စနစ်တဲကကြံကြိုလေးလုံးကတော့ကျွန်တော်တို့ကဘာရဲ့အရွယ်စားတစ်ဝက်လောက်သာရှိကြပြီ။သူတို့အားလုံးမှာတူတောင်းတဲ့ပတ်လန်းကာလာတွေရှိနေတာကြောင့် ကျင့်ရဲ့အတွင်းပိုင်းကဒီအဖော်တွေဟာကျွန်တော်တို့သိထားတဲ့တက်ရှိတွေအတွက်နေထိုင်မှုမသင့်တော်တဲ့လွန်ပူပြင်းတဲ့ကဘာတွေဖြစ်နေပါတယ်။ဒီနေ့ခေတ်မှာ Kepler 186f ကို ရောက်ဖို့နှစ်ပေါင်း9300ကျောင်းကြာမဲ့ခရီးရှည်ကြီးတစ်ခုကိုလိုအပ်ပါလိမ့်မယ်။ဒါပေမဲ့အနာဂတ်ကာလတစ်ခုမှာကျွန်တော်တို့ကအလင်းမြန်နှုန်းရဲ့90ရာခိုင်နှုန်းနဲ့သွားနိုင်တဲ့အာကာသယာဉ်ကိုတီထွင်နိုင်ခဲ့ပြီလို့စိတ်ကူးကြည့်လိုက်ပါနှစ်ပေါင်း950လောက်အတွင်းမှာကျွန်တော်တို့ရဲ့မျိုးဆက်သက်တွေဟာ ကပ်လာ 1.6F ပေါ်ကိုခြေချနိုင်ပါလိမ့်မယ်။သူတို့ရဲ့အတွေ့အကြုံကဘလို့ဖြစ်မလဲ။ Red Draft တလုံးဖြစ်တဲ့ကပ်လာ 1.6F ဟာကျွန်တော်တို့ရဲ့နေထပ်ပုံငယ်ပြီးအလင်းရောင်ကအစ25စားလောက်ပုံမှိန်ပါတယ်။တင်တာအဲ့ဒီဂျိုပေါ်ကမျက်နှာပြင်ပေါ်မှာမွန်တက်ချင်ရက်နေမယ်ဆိုရင်ကျေရဲ့အလင်းရောင်ဟာကျွန်တော်တို့နေဝင်ခံဤတနားီလောက်အလိုကအလင်းရောင်နဲ့ဆင်တူနေမှာပါ။ သိပ္ပံပညာရှင်တွေကဒီဂျိုဟာတည်ငြိမ်တဲ့စောင်းနေတဲ့ဝင်ရုံစုံတစ်ခုကိုပိုင်ဆိုင်ထားပြီးကဘာပေါ်ကလိုပဲပုံမှန်ရာသီဥတုတွေတွေနဲ့တည်ငြိမ်တဲ့ရာသီဥတုကိုရရှိစေတယ်လို့ဆိုပါတယ်။ပြချက်မှုတွေရကပ်လာ 1ASF ရဲ့စောင်းနေတဲ့ဝင်ရုံစုံဟာနှစ်သန်းပေါင်းများစွာတည်ငြိမ်နေခဲ့တယ်လို့သိပ္ပံပညာရှင်တွေကဆုံးဖြတ်ထားပါတယ်။ဒီလိုတည်ငြိမ်မှုဟာအလွန်ရေးကြီးပါတယ်။ဘာလို့လဲဆိုတော့မတည်ငြိမ်တဲ့ဝင်ရုံစုံတွေဟာနေထိုင်လို့ရနိုင်ရည်ရှိတဲ့ဂျိုတလုံးကို တက်ရှိခင်းမဲ့ပြီးနေထိုင်လို့မရတဲ့ကဘာတစ်ခုအဖြစ်အဆုံးစွန်ထိပြောင်းလဲပြစ်နိုင်တဲ့အတွက်ကြောင့်ပါတည်ငြိမ်မှုမရှိတဲ့ဝင်ရိုးစွန်းကြောင့်လက်ရှိဆိုးဝါးတဲ့အခြေအနေတွေဖြစ်ပေါ်လာခဲ့တဲ့မားစုကိုပဲစဉ်းစားကြည့်ပါပြီးပြည့်စုံတဲ့ Gorilla Planet ကိုရှာဖွေမှုကတော့ဆက်လက်တည်ရှိနေစေဖြစ်ပြီးအကောင်းဆုံးကိုယ်စားလှယ်လောင်းတချို့ကိုတော့မမျှော်လင့်ပဲရှာဖွေတွေ့ရှိလေးရှိပါတယ်2020ခုနှစ်မှာ Kepler 1649C ကိုအတိတ်ကလေးလာတွေ့ရှိချက်တွေကိုပြန်လည်သုံးသပ်နေရင် မတော်တဆရှာဖွေတွေးရှိခဲ့တာပါအစာပိုင်းမှာတော့သူ့ကိုမာရွင်းနဲ့တွေးရှိချက်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်သိပ္ပံပညာရှင်တွေကဒီကဘာအကြောင်းကိုအများကြီးမသိသေးပါဘူးသူ့ရဲ့လေထုကဘလို့ဖြစ်နိုင်လဲဆိုတာအပါဝင်ပေါ့ဒါပေမဲ့ကပ်ပလာ 1649C ဟာကဘာနဲ့နှိုင်းရှင်ရဲ့ကျယ်အလင်းရောင်ရဲ့85ရာခိုင်နှုန်းကိုရရှိပြီးသူ့ရဲ့ပတ်လန်းကာလက19.5ရက်သာရှိတဲ့အတွက်သူ့ရဲ့အပူချိန်ဟာကျွန်တော်တို့ကဘာပေါ်မှာခံစားရတဲ့အပူချိန်တွေနဲ့ဆင်တူနိုင်ပါတယ် ကပ်လာ 1.6F မှာသာအပူကိုထိမ့်ပေးထားနိုင်တဲ့လေထုမရှိခဲ့ရင်သူ့ရဲ့မျက်နှာပြန်ပူခြင်းကအနှုတ်38ဒီဂရီဖာရန်ဟိုက်လောက်ရှိနေမှာပါ။ဒါဟာတိတ်မကောင်းဘူးလို့ထင်ရပေမဲ့ပန်လုံဝင်တန်းငွေတွေသာမရှိရင်ကဘာရဲ့အပူချိန်ကလည်း39ဒီဂရီဖာရန်ဟိုက်လောက်ပဲရှိမှာပါ။ဂျိုးနှစ်ခုရဲ့လေထုတွေတူညီခဲ့ရင်တော့ကပ်လာ 1.6F ဟာဒီကွာချာချက်ကိုဖြည့်တင်းမှုအတွက်ပန်လုံဝင်တန်းငွေတွေကိုပိုလိုအပ်နေဦးမှာပါ။ Trapid 1F, Trapid 1D T Garden C နဲ့ TOI 700D တို့လိုအပူချိန်ဒါမှမဟုတ်အရွယ်စားအရာကဘာနဲ့ဆင်တူတဲ့တခြားကဘာများစွာလည်းစက်ကြဝဠာထဲမှာရှိနေပါသေးတယ်။နောက်ပြီးဒီဂျိုတွေဟာကျွန်တော်တို့နဲ့ပုံနေတဲ့နေရာမှာတရှိပါတယ်။လောလောဆယ်မှာတော့ Kepler 1649C ဟာမရောက်နိုင်သေးတဲ့နေရာတစ်ခုပါ။ကျွန်တော်တို့ကြားထဲမှာနှစ်ပေါင်း၄800ကြာမဲ့ခီးလန်းကပိုင်းခြားနေပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အခါဒါဟာတန်ဖိုးရှိတဲ့ခီးတစ်ခုဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့အနီးနားကဂျူရီထဲမှာကပလာ1649စီမံတွေ့ရတဲ့ထူးခြားတဲ့ပေါင်းစပ်မှုမျိုးကိုပေဂျူကမှမရှင်းနိုင်လို့ပါပဲဒီထူးခြားတဲ့ဂျူဟာကျွန်တော်တို့ကဘာရဲ့အပူချိန်နဲ့အရွယ်စားလက္ခဏာတွေကိုမျှဝေနိုင်ုံသာမကသူ့ကျယ်ရဲ့သက်ရှိရှင်သန်နိုင်တဲ့စုံထဲမှာအဆင်ပြေပြေတည်ရှိနေတာကြောင့်တကယ့်ကိုထူးခြားတဲ့တွေ့ရှိမှုတစ်ခုဖြစ်စေပါတယ်ဒီကျယ်စနစ်မှာကပလာ 1649B လို့ခေါ်တဲ့ဒုတိယဂျူတစ်ခုရှိပြီး ကဘာထက်ရှီယာကိုင်တော်ငေါပူကြီးပဲမဲ့ Redruff နဲ့ပူနီရဲ့နေရာမှာတည်ရှိပါတယ်။ဂျိုးနှစ်ခုကြားကပုံမှန်မဟုတ်တဲ့လေကနဲ့ကိုးပတ်လန်းကာလာအချိုးကြောင့်ဒီစနစ်ထဲမှာတတိယဂျိုးတလုံးပုံကွယ်နေနိုင်တဲ့အလားအလာလည်းရှိနေပါတယ်။မကြခင်မှာပဲနောက်မျိုးဆက်တဲ့စောင့်ကြည့်လေ့လာရေးစခန်းတွေကဒီကဘာတွေရဲ့နေထိုင်နိုင်စွမ်းအပေါ်မှာပုံမူခိုင်မာတဲ့သဲလုံစားတွေပေးလာပါလိမ့်မယ်။အဲ့ဒီချိန်တော်တွင်းမှာကျွန်တော်တို့ဟာလာရွာကျေစုတန်းနဲ့ကအလင်းနဲ့1100ကျော်မှာပုံကွယ်နေတဲ့ နောက်ထပ်အံ့ဩစရာကောင်းတဲ့ဂျိုတစ်ခုကိုဆက်လက်လေ့လာကြပါဦးမယ်။ကပ်လာ 442B ဟာ K type ကျဲတလုံးကိုကဘာနေအကွာဝေးရဲ့ထက်ဝါလောက်ကနေ132ရက်မှာတစ်ကြိမ်လှည့်ပတ်နေပါတယ်။ဒီလိုအနီးကလှည့်ပတ်နေမှုဟာဂျိုပေါ်မှာရှိနိုင်တဲ့တက်ရှိပုံစံတွေရဲ့ကောင်းကျိုးအတွက်ပြဿနာပေါင်းများစွာကိုဖြစ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့်တော့သူတို့ရဲ့ကျဲတွေကိုအနီးကလှည့်ပတ်နေတဲ့ဂျိုတွေဟာဒီရေစွမ်းအားနဲ့ချီနှောင်ခံထားရတဲ့အခြေအနေ tidally lock ဖြစ်သွားပြီး မင်းနဲ့ပြင်ပေါ်မှာကြမ်းတမ်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမဲ့ Kepler 442b ကတော့ကျဲရဲ့စွမ်းအင်အားကြောင့် tidally lock ဖြစ်သွားစေနိုင်တဲ့အကွာအဝေးရဲ့အပြင်ပန်းနားမှာတည်ရှိနေပါတယ်။ K-type Jerry ဟာနေနဲ့ရှင်ရေပူရအားဖြင့်အလင်းရောင်ပုံမှိန်ပါတယ်။ဒါအပြင် Kepler 442b ကိုယ်တိုင်ကလည်းပုံငယ်ပြီးပိုအေးတဲ့ကျဲတစ်လုံးပါ။ဒါကြောင့်သူ့ပလန်းကဒီဂျိုဟာတည်ငြိမ်တဲ့သူ့ရဲ့ကျဲကနေ 0.4 astronomical unit လောက်အကွာမှာအကောင်းဆုံးအနေအထားတစ်ခုကိုရရှိနေပါတယ်။သိပ္ပံပညာရှင်တွေက K-type ကြယ်တွေကိုသက်ရှိရှင်သန်နိုင်တဲ့ကမ္ဘာတွေရှာဖွေရမှာအကောင်းဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။သူတို့ဟာ G-type ကြယ်တွေလောက်မတောက်ပသလို M-type red dwarf တွေလောက်တက်တမ်းမရှိပေမဲ့နှစ်လိုပွဲကောင်းတဲ့ဂုံသတ္တိတွေရဲ့ပေါင်းစပ်မှုကိုပေးစွမ်းနိုင်ပါတယ်။ကျွန်တော်တို့နေကနေအလင်းနှစ်တရာအတွင်းမှာတဲ့ K-type ကြယ်အနည်းဆုံး1000လောက်ရှိနေပါတယ်။ ဒီလိမ်မွေအောင် draft တွေဟာနှစ်ပေါင်း15ဘီလီယံကနေ45ဘီလီယံအထိတည်ရှိနိုင်ပါတယ်။နောက်ပြီးကျွန်တော်တို့နေရဲ့တသန်းတစ်ခုလုံးအတွင်းမှာလိမ်မွေအောင် draft တွေဟာသူတို့ရဲ့လင်းရောင်10ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းလောက်သာတိုးလာပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့နေကတော့နောက်နှစ်1ဘီလီယံဒါမှမဟုတ်2ဘီလီယံအတွင်းမှာပဲကဘာကိုနေထိုင်လို့မရတဲ့နေရာတစ်ခုဖြစ်အောင်ပြောင်းလဲပြစ်နိုင်ပါတယ်။ဒါဆိုကပ်လာ 442B ကဘလောက်တောင်မျောလင်းချက်ကောင်းနေလဲ။ နခတပိဒါပညာရှင်တွေကဂျိုတွေကိုသူတို့ရဲ့နေထိုင်နိုင်စွမ်းအလားအလာပေါ်မူတည်ပြီးအမျိုးအစားခွဲခြားခြင်းကြပါတယ်။ Comparative Habitability Index လို့ခေါ်တဲ့အစင်းပြင်းတင်ထားတဲ့ scale ဟာအချက်အလက်ပေါင်းများစွာကိုထည့်သွင်းစဉ်းစားပြီးအရင်ကနီလန်းတွေထက်ပုံမတိုးတက်ကောင်းမွန်စေပါတယ်။ဒါဟာဂျိုရဲ့ဖွဲ့စည်းပုံပတ်လန်းရဲ့ဘယ်ဥပုံစံဖြစ်မှု နောက်ပြီးဂျိုရဲ့လေထုကနေနေစွမ်းရင်ဘလောက်ပြန်ကန်ထွက်တယ်လဲဆိုတာကိုတိုင်းတာတဲ့ အယ်ဘီဒိုကိုထပ်သွင်းစဉ်းစားပါတယ်။ဒီပေါင်းဆက်ထားတဲ့အချက်လက်တွေဟာပတ်လန်းကပုံမှန်မှုတဲ့အခြေအနေမှာတောင်နေထိုင်နိုင်စွမ်းကိုဆုံးဖြတ်ရမှာရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ All similarity index လို့ပဲ comparative habitability index ကလည်းတုံညာကနေတက်အထိရှိပြီးတက်မိုးပုံမြင့်လေနေထိုင်နိုင်စွမ်းပုံများလေးပါပဲ။စကီးနှစ်ခုလုံးမှာ Kepler 442b ဟာတုံညာသက်သမ8လေးဝန်းကျင်တက်မိုးကိုရရှိထားပါတယ်။ ကံမကောင်းစွာနဲ့ပဲဒီဂျိုးဟာကျွန်တော်တို့ရဲ့လက်ရှိတယ်လီစကုပ်တွေနဲ့ဓာတ်ရိုက်ပုံရိပ်ဖော်ဖို့အလွန်မိန်ပြီးသိငယ်လွန်းနေပါတယ်။အမြန်ဆုံးအကာသယာဉ်နဲ့တောင်ကပ်ပလာ 442B ကိုသွားဖို့ဆိုရင်နှစ်ပေါင်းတသသမခွန်းတန်းကြာမြင့်မှာပါ။ဒါပေမဲ့ကျွန်တော်တို့လုံနိုင်တာကတော့သူ့ရဲ့ biosphere ကိုလေ့လာကြည့်ဖို့ပါပဲ။တက်ရှိရှင်သန်နိုင်ွယ်ရှိတဲ့ exoplanet တွေကလက်ခံရရှိတဲ့ဓာတ်ရောင်ကြီးပမာဏကိုစစ်ဆေးတဲ့လေ့လာမှုတစ်ခုမှာကပ်ပလာ 442B ဟာ အထူးစိတ်ဝင်စားစရာကောင်းတဲ့ဂျိုးဖြစ်ထင်ရှားခဲ့ပါတယ်။သူက James Webb Space Telescope ကနေထောက်လန်းသိရှိနိုင်လောက်တဲ့သိတာထင်ရှားက Biosphere တစ်ခုကိုထောက်ပံ့ပေးနိုင်လောက်တဲ့နေရောင်ခြည်ကိုလုံလုံလောက်လောက်နှီးပါရရှိနေပါတယ်။ JWST ကဒီကဘာကိုလေးလံနေချိန်မှာကျွန်တော်တို့ဟာဒီကျေစုတန်းတဲ့ကနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဂျိုးနှလုံးကိုပါသူ့ရဲ့လေးလံမှုတွေထည့်သွင်းစေချင်ပါပါ။ Kepler 62ကျေစနစ်ထဲမှာဂျိုးနှလုံးဟာ တက်ရှိရှင်သန်နိုင်တဲ့ဇုံထဲမှာအဆင်ပြေပြေတည်ရှိနေပါတယ်။စနစ်ထဲကကြံရှိနေတဲ့အချို့သုံးလုံးကတော့ K-type ကြံနဲ့အလွန်နီးကပ်စွာလဲပတ်နေတာကြောင့်အလွန်အမင်းပူလောင်ပြီးတက်ရှိတွေရှင်သန်မှုမတင့်တော့ပါဘူး။သိပ္ပံပညာရှင်တွေက Kepler 62E နဲ့ Kepler 62F ကိုရေပေါ်ကြွေွားနိုင်တဲ့ကမ္ဘာတွေအဖြစ် အထူးစိတ်ဝင်စားကြပါတယ်။ဒီဂျိုတွေဟာ Earth Similarity Index မှာ3.83နဲ့3.69အတီးတီးအဆင့်သတ်မှတ်ခံထားရပါတယ်။ ကပလာ62 e ဟာသူ့ကျယ်ကိုရပ်ပေါင်း122ရက်မှာတပတ်ပတ်ပြီးကပလာ 62f ကတော့ရပ်ပေါင်း268ရက်နဲ့ပိုရှည်တဲ့ပတ်လန်ကာလာရှိပါတယ်ကပလာ 62e ရဲ့လေထုဟာတိမ်ထူထက်စွာဖုံးလွှမ်းနေတယ်လို့ယုံကြည်ရပြီးဒီဂျိုမှာသူ့ရဲ့ဝင်ရိုးစုံဒေသတွေအထီတောင်နှွေထွေးဆူဆူတဲ့ရာသီဥတုအမြဲတစေရှိနေမယ်လို့ယူဆရပါတယ်ဒီအခြေအနေတွေကြောင့်သူဟာတက်ရှိတွေကိုထောက်ပံ့ပေးနိုင်တဲ့အလွန်ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေပါတယ် 2014ခုနှစ်ကလေးလာမှုတစ်ခုအရကပ်ပလာ 62E ကိုပတ်နေတဲ့လာကြီးတစ်စင်းရှိနိုင်တယ်လို့အကြံပြုထားပါတယ်။တကယ်လို့သာအဲ့ဒီတိုင်းဆိုရင်ဒီဂျိုကနေထိုင်နိုင်တဲ့ကမ္ဘာဖြစ်ဖို့အခွင့်အရေးဟာပိုလို့တောင်မြင့်တက်လာမှာပါ။ဘာလို့လဲဆိုတော့လာကြီးတွေဟာရှုပ်ထွေးတဲ့အသက်ရှိတွေစင်ကဲပြောင်းလဲဖို့အတွက်လိုအပ်လို့ပါပဲ။သူတို့ဟာ DGR တွေကနေတဆင့်ဂျိုရဲ့လေပတ်မှုနဲ့ဝင်ရိုးစွန်းတွေကိုထိန်းချိပေးပြီးရာသီဥတုပုံစံတွေအပေါ်တိုက်ရိုက်တိုက်ရောက်မှုရှိစေပါတယ်။ လားတွေဟာအကာအကွယ်တိုင်းတစ်ခုအဖြစ်လဲဆောင်ရွက်ပေးပြီးဂျိုသိန်းဂျုံွားတွေဒါမှမဟုတ်ကျဲတကွန်တွေရဲ့တိုက်ခိုက်မှုအန္တရာယ်ကိုလမ်းကြောင်းလွှဲပေးတာဒါမှမဟုတ်စွတ်ယူပေးတာတွေနဲ့ဂျိုနဲ့သူ့အပေါ်ကတက်ရှိတွေကိုကာကွယ်ပေးပါတယ်အပြင်ဘက်မှာရှိတဲ့ Kepler 62F ကသူ့မျက်နှာပြင်ပေါ်မှာအပူချိန်ပိုအေးစေနိုင်ပေမဲ့တက်ရှိတွေရဲ့အတွက်အဆင်ပြေနိုင်တဲ့အလားအလာတော့ရှိနေပါသေးတယ်ဒါပေမဲ့ဒီယူဆချက်မှန်ခဲ့ရင်တောင်မှကုန်းမြေတက်တူးနဲ့အခြေခံကြတဲ့ မီးဆိုတဲ့အရာတွေမရှိတာကြောင့်ဒီပညာမြင့်မားတဲ့ယဉ်ကျေးမှုတစ်ခုကိုပုံဖော်ဖို့ကတော့စေခေါ်မှုတစ်ခုလိုပါပဲဒီပညာတိုးတက်မှုအတွက်အရေးပါတဲ့တတုပေရလိုလုပ်ငန်းစဉ်တွေဟာမဖြစ်နိုင်သလောက်ပါပဲဒါပေမဲ့တဘာဝတရားရဲ့ရှုပ်ထွေးမှုကကျွန်တော်တို့ထက်ပိုပြီးတင်ထွင်ဖန်တီးနိုင်စွမ်းရှိတဲ့တဘာဝတွေအတွက်ဖြစ်နိုင်ချေတစ်ခုကိုဖွင့်ပေးထားပါတယ် တို့ဟာရေအောက်မှာနေထိုင်ရင်တောင်မှကျွန်တော်တို့ရဲ့လက်ရှိနည်းပညာအောင်မြင်မှုတွေကိုကျော်လွှားနိုင်မဲ့တခြားနည်းလမ်းတွေကိုရှာဖွေနိုင်စမ်းရှိကောင်းရှိနိုင်ပါတယ်။လူသားမျိုးနွယ်ကပါကာဆိုလာပရော့ဖ်ရင်ပေါ်မှာဒီထူးဆန်းတဲ့ကဘာတွေပေါ်ကညံရည်ရှိတဲ့ဂျိုသားတက်ရှိရေစီကိုတည်င်းစကားတစ်ခုပို့ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တို့ကအခုကနေစပြီးနှစ်ပေါင်း၁၃.၈၅တန်းအကြာမှပဲဒီတည်င်းကိုလက်ခံရရှိမှာပါ။ဒါပေမဲ့ကျွန်တော်တို့က ဒီနေ့ရေဒီယိုအချက်ပြတစ်ခုလွှင့်လိုက်မယ်ဆိုရင်တော့ဒီဂျိုးနှစ်ခုလုံးစီကိုနှစ်ပေါင်း1200အတွင်းမှာပဲရောက်ရှိသွားမှာပါ။ဒါဟာကြီးမားတဲ့စက်ကြာဝါရာစကေးမှာတော့မြေတောင်တခန်းစာအချိန်လေးပါပဲ။ Kepler 62e နဲ့ Kepler 62f တို့ဟာဒီနေ့ခေတ်မှာတော့စံပြအမွာကဘာတွေမဟုတ်သေးပေမဲ့ဂျိုးစနစ်တွေရဲ့အဆင်ပြောင်းလဲနေတဲ့သဘာဝကဒီကဘာတွေဟာအသွင်ကူးပြောင်းမှုတွေဖြစ်ပေါ်နိုင်နေဆိုတဲ့မျှော်လင့်ချက်ကိုဆက်လက်ထင်သာပေးပါတယ်။ ကျွန်တော်ရဲ့ကဘာကြီးကိုယ်တိုင်ကတစ်ချိန်ကသမုဒ္ဒရာတွေထဲမှာလုံလုံလာလာနှမြုပ်နေခဲ့ပေမဲ့အချိန်ကာလကြာလာတဲ့နဲ့အမျှကုန်းမြင်တဲ့ရေတုနှမျိုးစလုံးရဲ့ကွဲပြားဆုံလင်းတဲ့ကဘာတစ်ခုအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။သူတေသီတွေကဒီဂျိုတွေရဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကိုစင်ကျင်သုံးသပ်နေကြပြီးသူတို့လည်းတစ်ချိန်မှာကုန်းမြင်ကျယ်ကြီးတွေနဲ့ပတ်ဝန်းကျင်ကသမုဒ္ဒရာတွေကြားမှာတဟားစာသာဖြစ်စွာတည်ရှိနေတဲ့ကဘာနဲ့တူတဲ့ပတ်ဝန်းကျင်တွေဖြစ်စင်ကဲပြောင်းလဲလာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ အဲ့ဒီချိန်မှာကဘာပေါ်မှာတော့ငါးပြန်လို့ထူးဆန်းတဲ့တတော်အားတွေရှိနေတာမို့ဒီဂျိုးနှစ်ခုလုံးမှသာတက်ရှိတွေရှိခဲ့မယ်ဆိုရင်သူတို့ဟာအတော်လေးအဆင်မြင့်နိုင်တယ်လို့ယူဆရတာမစီလျော်တဲ့အတွေ့တော့မဟုတ်ပါဘူးအဝေးကကဘာတွေကိုလိလရာမှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကတော့အလွန်ကျယ်ပြောတဲ့အကွာအဝေးတွေပါပဲဒါပေမဲ့ဒီစိန်ခေါ်မှုကိုဖြည့်ရှင်းဖို့အတွက်အလွန်အဆင်မြင့်တဲ့တယ်လီစကုပ်တွေကိုကျွန်တော်တို့စောင့်နေစရာမလိုတော့ပါဘူးကပ်လာနဲ့ ဥရောပအကာသအေဂျင်စီရဲ့အချက်လက်တွေအရစကြာဝဠာတွေကနေနဲ့တူတဲ့ကြက်အားလုံးရဲ့တဝက်လောက်ဟာတက်ရှိရှင်တန်နိုင်မွေရှိတဲ့ကြောက်ဆောင်ကဘာတွေကိုပိုင်ဆိုင်ထားနိုင်ပြီးအဲ့ဒီကြက်တချို့ဟာကျွန်တော်တို့ရဲ့စကြာဝဠာအိမ်နီးချင်းပတ်ဝန်းကျင်မှာတင်ပုံးကွယ်နေနိုင်ပါတယ်။ဒါကဘာလို့ဆိုလို့တလဲဆိုတော့ကျွန်တော်တို့နဲ့အလင်းနဲ့20အတွင်းမှာအမွာကဘာတစ်လုံးအ ਨੇ ဆုံးပုံးအောင်နေဖို့65ရာခိုင်နှုန်းတော့သိကြရဲဆိုတာပါပဲ။ကျွန်တော်တို့နေဖွဲ့စည်းနေနီးစက်တဲ့နေရာမှာ နေထိုင်လို့ရတဲ့ကဘာတစ်ခုကိုအတည်ပြုနိုင်ဖို့ဘလောက်ကြာမယ်လို့သင်ထင်ပါသလဲနောက်ပြီးဒီရှာဖွေတွေးရှိမှုကလူ့တမန်ရဲ့လားရကိုဘလို့ပြောင်းလဲသွားစေမလဲသင်ရဲ့အတွင်းမြင်ကိုအောက်ကကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုင်းနေတတ်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီး ဘေးရနိုဒီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘူးသူတအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ပါအောင်